အားမဲမိကလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ကျတာရိတသမီများတဲ့ဂျွန်လတလစာဟောစဒန်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျတာရိတသမီများအနေနဲ့ဒီလမှာပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးဝကိုအစင်ပြေပြေချွတ်ချောက်ဝင်နေအောင်မြင်မှုတွေကိုကြုံရရဖို့ရှိပါတယ်ဟုတ်ပြီမိမိရဲ့အခက်ခဲအားလုံးကိုကြော်လွှားနိုင်ပြီးတော့တိုးတက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်အမင်းကနေအိမ်နေရာတွေပြင်ရတာမျိုးပြပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လေဒီကာလမှာလုံးဝပြပြင်မှာပြောင်းလဲပါလို့ပြောချင်တယ်အိမ်ပြောင်းတာမျိုးနေရာပြောင်းတာမျိုး မိမိကစီစဉ်ထားတာမျိုးရှိမှာဆိုဒီကာလမှာပြောင်းတဲ့နဲ့ပို့ပြီးပြောင်းတဲ့နဲ့ပြောင်းနေတဲ့နေရာမှာလည်းပို့ပြီးအဆင်ပြေလာလိမ့်မယ်ပို့ပြီး okay လာလိမ့်မယ်တွေ့ရပါတယ်။အော်ဒီလာတွေမှာပေါ့နော်ရဝေးရနေပြီးတော့မှအဆက်တွေကောင်းနေရဝေးရနေပြီးတော့မှအကူညီကောင်းနေအများအများအများပေါ်ပေါက်လာတတ်ပါတယ်။နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရက်တွေအောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာအခွင့်အရေးကောင်းနေအများအများပေါ်တတ်လာပါတယ်။တခုကကြတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ ိုဒီနေ့မှာဒီလားမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရဖို့ရှိရဲ့အဲ့ဒါအဲ့ဒါရှိတဲ့ကြောင့်မလို့ဆိုပြီးအရှိမကြိုပြီးတော့တုံးထားတာမျိုးကြိုပြီးချီးထားတာမျိုးကြောင့်မလို့မိမိကအခက်ခဲကြုံတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီကာလမှာပေါ့မိမိကနော်ဇုံတစ်ခုကိုမျော်ကိုပြီးတော့တစ်ခုခုကိုချီးငါပြီးစည်စင်တာမျိုးလုပ်နိုင်မယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်။ဘယ်ရာမှမျော်ကိုပြီးတော့မှမလုပ်ကြရှိအောင်မလုပ်နိုင်ပါနော်။နောက်ပြီးတော့ မျက်မှန်တဲ့သူတွေရှိရနေမျိုးအကူအညီတွေရတတ်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝပြန်ရတတ်ပါတယ်နောက်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီတွေနဲ့မိမိလုပ်ဆရာရှိဟာတွေကိုအပြည့်အစုံကောက်ကောက်မှုကိုလုပ်နိုင်မဲ့ကာလလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိရဲ့အပေါင်းအသင်းတွေမိသားစုတွေမှာရှိနေတဲ့သူတွေရဲ့အခက်အခဲကြုံတွေ့နေရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီလမှာသူတို့ရဲ့ ဟာကောင်းသွားပြီအဆင်ပြေသွားပြီဆိုတော့တရင်ကောင်းနေကြားဖို့ကြားတတ်တယ်။နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိမတွေပေါ့နော်မိမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြဿနာဖြစ်တတ်တယ်။အဲသူတို့နဲ့ပြဿနာဖြစ်ပြီဆိုရင်တော့ပြဿနာလုံးဝလုံးဝမရှင်းပါနဲ့။ပြည်ရောင်စောင့်နေပါဟိုညနာလွှဲချင်းလွှဲလိုက်ပါကျွန်တော်နေနဲ့ပြောချင်တယ်။နောက်ပြီးတဲ့အခါကျမိမိရဲ့လက်အောက်ငယ်သားတွေကတရရောက်ကောနော်ထိကိုက်ဖြားတာထိကိုက် တာမျိုးနောက်ပြီးတော့အနေရဖြစ်တာမျိုးနောက်အသက်အနေရပိုင်းဆိုင်ရာနေစိုးရင်ရတာမျိုးနောက်ဖမ်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိရဲ့လက်အောင်ငယ်သားကြီးတွေကနေပြီးတော့မှစိုးရင်ရတဲ့သူရှိတယ်ဆိုဒီကာလမှာတရီထားဖို့ဘာလို့လို့တရီထားဖို့ပြောဆိုပေးတာတော့နေပြောချင်တယ်နောက်ဒီကာလမှာထူးထူးခြားခြားပေါ့နော်ဓာတ်ပုံတွေပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်အဲ့လိုဝင်လာပြီးဆိုတာနဲ့အမအဲ့ကာလမှာပေါ့နော်ကံကောင်းမှုလေးတွေပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ် တခုတော့ရှိရပါဘောဘာပဲလို့လို့ဘာပဲကင်ကဒီလမှာတစထိုးလုံးဝလုံးဝမလုပ်ပါနဲ့တစထိုးလုံးမယ်ဆိုတော့အမှားယွင်းတွေကြုံရရပြီးမင်းမရှိနေတဲ့ရနေတဲ့အခွင့်အကောင်းတွေကိုစိုးရရတတ်ပါတယ်နောက်ပြီးတော့ဒီကာလမှာဘောလုံးဖို့ကင်ပတ်တွေတွေကနေမိမိကိုအစည်းအဝါပြိုင်တာမျိုးရဒီတက်ပို့ပြီးပို့ပြီးပြိုင်တာမျိုးဒီတက်ပို့ပြီးကိုယ့်ကိုအဲ့ရစည်းအဝါတွေကိုပို့ပြီးလူ့ကိုစူးစမ်းတာမျိုးဖြစ်တတ်တယ်အဲ့ဒါဆိုရင်လေစိတ်အေးလေရင်လည်းလုပ်ရရှာအောင်လုပ်ပါ။ဘာကြောင့်လဲဆိုတော့ဒီလမှာခင်ဗျားဘာလို့ okay မယ်ဘာလို့အဆင်ပြေမယ်။ဒါပေမဲ့သူတို့ဘာကြောင့်တို့ကြောင့်ကိုကပြောင်းလဲရတာသူတို့ဘာကြောင့်ကိုက ရွှေ့လိုက်ရတာမျိုးဆိုရင်တော့ဝမီရဲ့ဒီရားတိတ်နေရထိုက်တဲ့အခွင့်အရေးတွေကနည်းဝါပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခီးတွေ၊ဖျားဖို့ခီးတွေ၊ဝေကျေးဝင်မဲ့ကိစ္စရက်တွေနဲ့ပတ်သက်တဲ့ခီးတွေထွက်ရတတ်တယ်။အဆင်ပြေတယ်။ AC ပဲ။အကြမ်းနာမှမရှိဘူး။နောက်ပြီးတော့လူမှုရေးတွေမှာလည်းဂျားစကားတွေကြောင့်မလို့အထင်ကြီးလွဲခန့်ရတာမျိုးရှိတတ်တယ်။အကြမ်းမလို့လုံးဝလုံးဝမဖြစ်နဲ့။နောက်ဒီကာလမှာပေါ့ပါလိမ့်ဆိုညနာထိလိုက်တယ်အမေပြန်ဝင်ချင်မှရှိတယ်ဘသူကနေပြီးတော့ဟာညနာဟဲ့ဘသူကတော့ညနာကြီးပါထိပွားတယ်ပါထိပွားတယ်ဆိုပြီးတော့တရင်ကြားပြီးဆိုတော့မိမိကမိမိအိမ်မှာရှိနေတယ် မြတ်စွာဘုရားရှင်ကိုရောမျက်ကြည့်ကိုပေါ့နော်ဒီတောက်တော်ကြီးကတ်ပြီးရောမျက်နာကိုမျက်နှာသိရင်ပူဇော်ပေးပါနော်အဲ့တော့ဒီကာလမှာပေါ့နော်ဒီကျမ်းမာရင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟို အကျော်ရှင်ကြီးကြိုက်ခဲရညောင်းညတာမျိုးပင်ပန်းတာမျိုးเนาะသူအားနေတာမျိုးလူကအယံအားနေတာမျိုးဖြစ်တတ်တယ်အကြောင်းမလို့ဒီကိုကိုအားနေလို့ယူဆရဲဆိုတော့စေးတောက်တာမျိုးအားစေးလုံးနဲ့လုံးပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့အဲ့အရာလေးလဲသွားတတ်တယ်အားနေပြီလဲသွားတတ်တယ်ပေါ့เนาะနောက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးပြောရမလို့ဒီကာလမှာအခြေကတော့လုံးဝလုံးဝအေးစေးပဲဟိုကောင်းမွန်တဲ့အခြေအမျိုးဟိုပြောရမလို့ဆိုရင်တော့ជីနိုးစရာပြေးသွားတဲ့အခြေအမျိုး ုံးဝဘာပြက်နာမှမတက်တဲ့အခြေမျိုးကြုံရဖို့ရှိတယ်နောက်ချစ်သူမရှိတဲ့သူတွေနဲ့ဒီကာလမှာချစ်သူအစ်တွေရတတ်တယ်နောက်ရလက်ကောင်းတွေရချစ်တတ်တယ်နောက်ဒီကာလမှာအခြေအိမ်တော်ကြီးကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောတဲ့ပြောချင်ပါတယ်အဲမိထက်ငယ်တဲ့သူတွေပေါ့နော်မိထက်ငယ်တဲ့သူတွေအကြောင်းပဲမိအစိတ်ငြိရတာမျိုးပင်မရတာမျိုးပေါ့နော်အဲ့ဒါလေးပဲကြုံမှုပေါ့ရှိတာပေါ့နော် နောက်ခုကျတော့ပါလဲဆိုတော့ဒီတလားစာပေါ့နော်ဒီလားမှာပေါ့အခက်ခဲတွေကြုံနေရတယ်ပင်ပန်းအမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရားလေးချိန်မယ်ဆိုရင်တော့မိမိရဲ့အိမ်မှာရှိနေဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လှပါဘိမုတ်မရှိဘူးဆိုရင်တော့ကိတ်မုတ်၅ချက်ကိုအပေါ်ကနေနိုးစီဆန်းပြီးတော့လူတမ်းပေးပါမကြမကြဆိုလို့လူတမ်းပေးပြီးမိမိရဲ့အခက်ခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအားလုံးမိမိအခက်ခဲတွေကင်းပြောက်သွားပါလိမ့်မယ်။အားလုံးပဲရလဲကောင်းနေရရှိကြပါစေ။စိတ်အိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ ားလုံးပဲကြုံလာမှာ okay ကြပါစေเนาะ